Morning, prophet. My name is Amanya Anthony. I have a master's degree in social sciences, but ever since I graduated, it has never been fruitful to me. At the hill where there was a home and a mango tree, you don't remember that home? Yeah, what you have said is true, Prophet. We had the farm, but it was like a hill mm -hmm. opposite our home. Mm -hmm. And uh, when I was growing up, there I used to live an old lady. Not knowing that at that home they were witch doctors. Yeah, that is very true. Because whenever we used to pass there, their home looked fine as if it was like a shrine, and we used to even fear to see that old lady. This is the home which has put you at the bondage up to now. Yes, true, Prophet. Our family, were too rich. But for the last 16 years, you have been coming down. You dream that demons have attacked you. that is true, prophet. I even once dreamt a dead body was entering me. Go in Jesus' name. mesuru mingla prophet kakande prophet pura နတ်ဆုနေထုတ်တာကိုမြန်မာလိုနားလေလွင်နိုင်ရန်ဘာသာပြန်တာဖြစ်ပါတယ်ဆိုတော့ဒီဘာသာပြန်ချက်ကတော့တူတာဖြစ်တယ်ဒီတယောက်ကသိပ်ပန်နဲ့မာစတာဘွဲကိုရထားတဲ့သူဖြစ်တယ်ဒါပေမဲ့သူအဆင်မပြေပါဘူးအာဒီတယောက်ကမိသားစုကချမ်းသာတဲ့မိသားစုကနဲ့ကြီးပင်းတာဖြစ်တယ်တိုးတော်လေသူတို့ရဲ့အိမ်နီးနားချင်းကအောက်လိုင်းဆရာရဲ့အိမ်ဖြစ်တာ ဆိုတော့အဲ့ဒီ outline ဆရာကပြုစားတဲ့အတွက်သူတို့အင်ရဲ့စီးပွားရေးကတဖြည်းဖြည်းကျလာပြီးမှအခုသူ master တိပ်ပံ master ဘွဲရတာတော့မအလုပ်မဖြစ်ဘူးအဲ့ဒါကြောင့် profession ကိုလာတဲ့အခါဘာကြောင့်ဖြစ်တယ်လဲဆိုတာ profet ကပြောပြတာဖြစ်ပါတယ်ဒါကြောင့်ဒီ outline ဆရာတွေဟာပြုစားနိုင်တဲ့တကူရှိတယ်စီးစိန်ကိုဆွဲချနိုင်တဲ့တကူရှိတယ်ဆိုတာနားလည်နိုင်မှုဖြစ်ပါတယ် Good morning, Prophet. My name is Amanya Anthony. I have a master's degree in social sciences, but ever since I graduated, it has never been fruitful to me. ကျောတူကမစတာတိတ်ပံမစတာဘွေးရထားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီဘွေးရတဲ့အချိန်ကစပြီးသူမှာဘာမှတခုမှအဆင်မပြေပါဘူး Here where there was a home and a mango tree Prophet Pura က တောင်ကုန်းတကူးရှိတယ်အဲ့ဒီတောင်ကုန်းပေါ်မှာတည့်ရတိပင်ရှိတယ် remember that tone အဲ့ဒီအင်ကိုနင်းတတိယသလားလို့ prophet ကသူ့ကိုမေးပါတယ် what you have said is true prophet prophet မင်းတဲ့အတိုင်းမှန်ပါတယ်တဲ့ prophet ဆိုတာမင်းတို့သူဖြစ်တယ်ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး9အငယ်9အဖေဩဝါဒအခန်းကြီး၄အငယ်၁၁ယေရှုခရစ်တော်က လူတို့ချုပ်ကို မင်တို့တို့ပရိုဖက်အရာ၌ရွေးနုတ်ပြမဆက်လွတ်ထားတာဖြစ်ပါတယ် they had the fun but it was like a hero ကျွန်တော်တို့ရှိမှာ တောင်ရရှိပါတယ်အဲ့ဒီတောင်ရရဲ့မျက်နှာချင်းဆိုင်ဘက်မှာ တောင်ကုန်းရှိပါတယ် our home and the when i was growing up they used to live an old lady not knowing that at that home they were witch doctors ဆိုတော့အဲ့ဒီတောင်ကုန်းပေါ်မှာတဲ့အဖွားကြီးတယောက် နေတယ်လို့သူကပြောပါတယ် prophet ပြောတာက not knowing they are witch doctor အဲ့ဒီအိမ်မှာနေတဲ့သူတွေက online ပညာရှင်တွေဟုတ်တယ်နတ်ဆိုးပညာရှင်တွေဖြစ်တယ်ဆိုတာနင်တို့ကမသိကြဘူး that is very true because prophet မြင်တဲ့အတိုင်းအလုံးမှန်ပါတယ် very true ဆိုတော့ဒီ တချို့ဒီအာဖရိကနိုင်ငံတွေမှာကလည်းပဲဒီဘုရားသခင်ကိုယေရှုခရစ်ရဲ့ကယ်တင်ခြင်းကိုကိုမကြားရခင်မှာသူကနတ်ကုွယ်လေးလိုများတာဖြစ်ဖြစ်ဒါကြောင့်အောက်လိုင်းဆီကလည်းအင်မတန်များတာဖြစ်ပါတယ်ဆိုတော့အဲတရားဟောရာကျမ်းအခန်းကြီး18အငယ်9 37 73မှာဆိုလို့ရှိရင်အဲ့ဒီပြုစားတဲ့ပညာအလူတေဝိညာဉ်မေးမြန်းတဲ့ပညာအဒီပေဒင်းပညာဒီပညာတွေက ကျူးတွေကိုမတင်ဖို့မလဲလာဖို့မဆေးပူဖို့နဲ့အဲ့ဒီမျိုးပညာကိုမမဲမြန်းဖို့အထိတာမစ်ထားတာဖြစ်တယ်။သို့တော်လည်းခရစ်တော်ရဲ့တည်င်းစကားမရောက်မချင်းလူတွေကဒီနတ်တာနတ်ကူတာကိုးကွယ်တာဖြစ်တဲ့အတွက်ဒီလိုအာနတ်စုပညာတွေတတ်ကြတာဖြစ်တယ်။အဲ့ဒီပညာကတိဆောက်ဖို့မဟုတ်ပဲဖြစ်စေတဲ့ပညာဖြစ်တယ်။တမန်ကျစာမှာတော့ဖရာသခင်ယွန်ရှာတော့ပညာတွေဖြစ်ပါတယ်။ Who is past there?

အနတ်စုပညာရှင်တွေအောက်လိုင်းပညာရှင်အဖွားကြီးကတဲ့နင်တို့ကိုချစ်တုတ်ထားတာအခုချိန်ထိဟုတ်ပါတယ်တဲ့ bondage until now ဆိုတော့သူတို့နတ်ပညာနဲ့ချစ်တုတ်တဲ့ခါလူကတဖြည်းဖြည်းအစည်းစိမ်တွေကျဆုံးလာတာ ဖြစ်ပါတယ်ပညာရေးပွဲရထားတော့လည်းပဲစီးပွားရေးအဆင်မပြေဘူးဖြစ်တာဖြစ်ပါတယ်ဒါကြောင့်ဒီနတ်စုပညာကိုပြန်လဲလံပြစ်မှ နော်နတ်ဆုနင်ထုတ်လိုက်မှဒါဘုရားသခင်ပေးတဲ့ကောင်းချီးကိုရကြမှာဖြစ်ပါတယ် But our family we are too rich but for the last 16 years we have been coming down so ကျွန်တော်တို့မိသားစုက အရင်ပဲချမ်းသာပါတယ်တဲ့ဒါပေမဲ့လွန်ခဲ့သော16နှစ်ကစပြီးတဖြည်းဖြည်းတဖြည်းဖြည်း ချဆင်းလာနေတာဖြစ်ပါတယ်တဲ့သူတို့ကဘာကြောင့်ဖြစ်တယ်ဆိုတာမသိဘူး prophet ပြောတာကတော့အဲ့ဒီကနတ်ပညာရှင် အဖွားကြီးကနင်တို့ကို bondage ချိန်အောင်ထားတဲ့အတွက်ချုပ်နှောင်ထားတဲ့အတွက်ဖြစ်တယ်လို့ပြောပါတယ်ဆိုတော့ဒီနတ်စုပညာဟာသူများကိုဖြည့်ဆည်းတဲ့ပညာချိန်အောင်တဲ့ပညာဖြစ်ပါတယ်အာဒီဟေရှာယ61အငယ်1မှာဆိုလို့ရှင်ယေရှုခရစ်တော်လာတာက ီလိုနှက်ဆုချင်းအောင်ချင်းခံရတဲ့သူဖန်တာချင်းခံရတဲ့သူချုံအောင်ချင်းခံရတဲ့သူကိုရွေးနှုတ်ဖို့လာတယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့ဒီလိုချင်းအောင်မျိုးကိုမှုမျိုးကို ဖြစ်ရှင်းနိုင်တာကတော့ယေရှုခရစ်တော်နာမ၌ဖေရှားမတာလွတ်မြောက်မှာဖြစ်ပါတယ် that demon is about attack to you olo change mis နေအမထဲမှာနတ်ဆုတွေနေကိုတိုက်နေတာတွေ့ပါသလားဆိုတော့ဟောကအွန်လိုင်းဆရာကပြုစားတဲ့အခါမှာ ိမ်မက်ထဲမှာမြင်ရတယ်အိမ်မက်ထဲမှာနှက်ဆွတွေတိုက်တာနဲ့မြင်ရတယ်မဟုတ်ဘူးလားကိုလုံးဘီယာတစ်ဂျီပရိုဖက်စ်အိဗင်ဝန့်စ်ဒရီမ်ဒ်အဒက်ဘော်ဒီဝါစ်အင်တာရင်းမီပရိုဖက်ပြောတဲ့အတိုင်းမှန်ပါတယ်ကျွန်တော်အိမ်မက်မှာနတ်ဆူတိုက်တယ်ဆိုတာ မှန်ပါတယ်တစ်ချိန်တော့ကလူတေကုခန္ဓာတစ်ခုဟာအိမ်မက်ထဲမှာကျွန်တော်ရဲ့ခန္ဓာထဲကိုဝင်သွားတာတွေ့ရပါတယ်မိတ်ဆွေတို့အားလုံးဖျားတခင်ကောင်းချီးပေးပါစေ ဝိညာဉ်ရေးရပရော့ဖက်တွေပေါ်လာတဲ့အခါဝိညာဉ်ရေးရဘုဒ္ဓရာနားလည်နိုင်ရန်ဘာသာပြန်တာဖြစ်ပါတယ်။ဟုတ်ကဲ့ဂျေဇုစ်။ကဲဂမ်လင်းရဲ့ယေရှု။ဖော်ယူ